အားသာဝါလာရှင်ညီကောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ28ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပထမဆုံးတင်ပို့တော့အလုံးမျောလင်းဆောင်သားနေခဲ့တဲ့ပစ်တာယောဂရက်တဲ့မကြုံစောက်ဖွင့်လိုက်အောင်ဒီတဲ့င်းကိုတော့50 50အနေထားပဲမှတ်ယူပေးပါဘာလို့လဲဆိုတော့တဲ့င်းကတော့နားထောင်လို့ကောင်းတယ် လာတဲ့သတင်းကပေါ်တူဂီအခြေဆိုင်ဖြစ်တာဖြစ်တဲ့တော့ပေါ့လေအဲ့တော့သတင်းထောက်ဒင်းချင်းရဲ့ဖော်ပြထားချက်ရသူကတော့ဒီပေါ်တူဂီအခြေဆိုင်သတင်းကိုရီးယားဒါမညာစီကနေပြီးတော့ကူးယူဖော်ပြထားတာအဲ့ဒါကိုကျွန်တော်ကထပ်ဆင့်အဖြစ်ပြန်ပြီးတင်ဆက်ပေးရပါလေ Sporting List Bro အခြေဆိုင် follower 9300ကျော်ရှိတဲ့ဒီသတင်းထဏာကြီးရဲ့ဖော်ပြထားချက်အရဆိုရင်တော့ Peter Yorkrek ရဲ့ agent အနေနဲ့ Arsenal အသင်းတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးခဲ့တယ် ဟာဆန်ဆက်တင်ဂရာလို့ခေါ်တဲ့ယောဂရက်ကအေဂျင့်နဲ့အာဆီနယ်တာဝန်ရှိသူတွေကြားထဲမှာ9နှစ်စာချုပ်နဲ့ဒီအေဂျင်စီကိုကမ်းလှမ်းထားလို့ကြားသိရတယ်။တပတ်လောက်ခရစာပေါင်း3,000 2,000ထိပေးချိမယ်။ဒီပမာဏသည်လက်ရှိယောဂရက်စပိုးတင်မှာရရှိနေတဲ့တပတ် UO 9000 သုံးတောင်ထက်ဆိုင်တော့နှစ်ဆကျော်ကျော်များွားပြီပြောလို့ရပါဘောလေသူကတော့တစ်နှစ်ကိုယူ3.8တန်းဒါပေမဲ့ပရီးမီးယားလိကတော့ထုံးစံတိုင်းပေါင်နဲ့ပဲပြီးချိမှာအဲဆိုတော့အာဆင်နယ်အသင်းကတော့တပတ်ပေါင်3,000 2,000နဲ့ကမ်းလှမ်းထားတယ်9နှစ် contract နဲ့ဆိုပြီးတော့ကြားသိရတယ်ထုံးစံတိုင်းပဲပြောင်းရွှေ့ကြီးကတော့ပေါင်65တန်းလောက်ကျမှာဘောလေအဲဆိုတော့ဒီတည်င်းကမှန်လားမှားလားဆိုတော့အချိန်လေးနည်းနည်းတော့ယူပြီးကြည့်ရမယ် သတင်းဌာနကြီးကတော့တကယ်သူတို့ဘက်မှာလည်းနာမည်ရှိတဲ့သတင်းဌာနပေါ့လေ follower 9သိန်းကျော်တောင်ရှိတဲ့သတင်းဌာနပြီးတော့နာမည်တစ်ခုရှိတဲ့သတင်းထောက်ဒင်းချင်းကိုတိုင်းကလည်းပြန်ပြီးဖော်ပြထားတာအဲ့တော့ဒီဘက်က UK ဘက်မှာဘာညာတော့ဒီသတင်းနဲ့ပတ်သက်တက်လာတာတော့မတွေ့သေးဘူးတော်တော်များတော့ဒါတော့ပဲကိုကားကြီးပြန်ပြီးတင်ဆက်နေတာကြံခဲ့တဲ့ရပိုင်းတော့ကလည်းဒီဒရင်ထောက်တယောက်စီကနေပြီးတော့အာဆင်နယ်ကကံလမှုလှုပ်ထားဆိုပြီးတက်လိုက်သေးတယ်နီကိုလိုချီယာစီကပေါ့လေဒါပေမဲ့အဲ့ဒီဒရင်ကလည်းလက်ရှိအခြေအနေဘာမှတော့ထပ်ဖြစ်မလာသေးဘူးအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဟို ဒေတာယောဂရကတော့အင်တာဗျူးမှာဖြေထားတော့အပြောင်းရွှေ့ဖြစ်လာတယ်မဖြစ်လာဘူးဆိုတော့ရပိုင်းလောက်စောင့်ကြည့်ပါဦးတဲ့ဒီသတင်းတွေမှန်တယ်မမှန်ဘူးဆိုတာအချိန်ကအဖြေပြီးသွားပါလိမ့်မယ်လို့ပြောတယ်။အဲ့တော့ကာကန်ရှင်ကလည်းမငင်းထားဘူး။ဒီနေရာမှာကာကန်ရှင်ရဲ့ဆွေမျိုးသားချင်းတွေကတော့သူတို့ဟိုဒေတာယောဂရကိုစပိုးတင်းမှာဆက်ပြီးနေချင်တဲ့အရာကိုတွေ့ရတယ်။နောက်ဆုံးယောဂရကဒီကောင်မလေးရအစာပေါ့လေ။ဒါပေမဲ့ယောဂရအနေနဲ့ကလည်းဒီပေါ်မှာနည်းနည်းတော့ဖီးကျဲနေပုံရတယ်။ဘာလို့လဲဆိုတော့ပေါ်လူကီလီမှာဘဏ္ဍကိုပဲတွင်းတွင်း ဦးရောပါရွှေဖနက်စုတို့ကအဆင်မပြေဘူးဘာလို့သူဂိုးတွေဒလဆက်သွင်းတယ်ဒါပေမဲ့ရီယယ်မက်ဒရစ်အသင်းရဲ့တက်စစ်ကစားမအမ်ဘာပေကဂိုးတွေသွင်းပြီးတော့သူ့ကိုကြော်ဖြတ်သွားခဲ့ပြီဦးရောပါရွှေဖနက်စုကအမ်ဘာပေတို့ဖြစ်ဖို့များသွားပြီအဲ့ဆိုတော့သူတို့လီအစင်တန်နှိမ့်ချမှုကလည်းစကားပြောတယ်ဘာလို့ဆိုဦးရောပါရွှေဖနက်စုအတွက်သွင်းကိုတွေကိုဒီ personality နဲ့မြောက်တဲ့အခါမှာဦးရောပါထိတန်းလိကြီး၅ခုอ่ะဆိုရင်နှစ်နဲ့မြောက်တယ်အဲ့ဒီသွင်းကို အဲ့ဒါကိုရတာကိုရမှတ်ဖြစ်ပြီးတယ်။ဒါပေမဲ့ပေါ်တူဂီလီလိုမျိုးအခြားလီကတဆင့်နှိမ့်တဲ့လီဒီယာဆိုရင်တော့ twin goal တွေကို1.5 1.5နဲ့ပဲမြောက်တယ်။အဲ့ဒါသူ goal တွေဘယ်လောက်ပဲသွင်းသွင်းတစ်ဖက်ကတိုက်စစ်မှုတွေကဒီဥရောပရွှေဖိနပ်စုတက်ဆိုပို့ပြီးအလေးသာကြပါလို့။အဲ့ဒီအနေထားလို့သူ့အနေနဲ့တော်တော်လေးတော့ခံပြင်းနေဝင်ရတယ်။ဒီနေရာမှာတစ်ခုရှိတာကလက်မှတ်ထိုးခြင်းဖြစ်အာဆီနိုက ေါင်၁၀တန်းမှထပ်ပြီး pace သွားမယ်လို့ကြားသိရတယ်။အဲ့တော့ပုံမှန်ကျွန်တော်တို့ကြားနေတဲ့ပေါင်65တန်းအပြင်မှာကစားသမားရဲ့လောက်ခလာစာလက်မှတ်ထိုးကြည့်ပေါင်၁၀တန်းပြီးတော့အခြားရာကြီးနဲ့ပေါင်ရင်အာဆင်တို့လည်းမနေဘူးကုန်ကြတယ်ပြောလို့ရတယ်။လောလောဆယ်အထီတော့ဒီ UK ဘက်ကတော့ဒီသတင်းတွေပတ်သက်ပြီးတက်လာတာမတွေ့သေးဘူး။ပေါ်တူဂီဘက်ကလာတဲ့သတင်းတွေရဆိုရင်အာဆင်နဲ့ဗက်တာယောဂရကခွဲခြားလို့မရဘူး။အဲ့တော့ဒီသတင်းတွေဘလောက်ခိုင်မာမှုရှိလဲကျွန်တော်တို့ဖြစ်လာစီချင်တာပေါ့လေ။ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်ညီကောင်မောင်မတွေတို့သတင်းအမှားမပေးချင်တာဖြစ်တဲ့အတွက်50 50ရာခိုင်နှုန်းပဲယုံကြည်ထားပြီးပါ။ ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Han O Arsenal ဖော်ပြတာဒါတော့ဝမ်းသာစရာကောင်းတဲ့သတင်းပေါ့လေ Arsenal ရဲ့ကွင်းလက်ကစားမှ Thomas Partey ရဲ့စာချုပ်တစ်အချိန်နဲ့ပတ်သက်ပြီးတော့ဖော်ပြပေးသွားမှာပါလက်ရှိအချိန်မှာ Arsenal နဲ့ Thomas Partey ကြားစာချုပ်ဆွေးနွေးမှုတွေကနောက်ဆုံးအဆင့်ကိုရောက်ရှိသွားပြီကာလာတူစာချုပ်တစ်ချုပ်ဖို့ဖြစ်နိုင်ခြင်းများတယ်ကစားသမားရဲ့ဒဏ်ရာရမှုမရမှုပွဲကစားနိုင်မှုခြေစွမ်းပြောင်းဖို့မူတည်ပြီးတော့လာဆာကအဲ့ဒီရာသီမှာတင်အနည်းမြင့်အတက်ကြအနေနဲ့အရှင်ပြီးတော့ဖို့ရှိသေးဖော်ပြထားတယ်ဆိုလိုချင်တာကတပတ်ကိုပေါင်နှစ်သိန်းပေးမယ် तैयारी लो သူတို့ဆိုလိုခြင်းနဲ့ပွဲကစားနိုင်ရင်အဲ့ဒီပမာဏရမယ်အကယ်၍များဟိုးရှစ်တနှစ်ရာသီလိုမျိုးတရာသီလုံးကိုပွဲ20လောက်ပဲဆော့နိုင်မယ်ဆိုရင်တော့တပတ်ကိုပေါင်2သိန်းရနေပြီးတော့ပေါင်9000လည်းဖြစ်နိုင်တယ်ပေါင်10000လည်းဖြစ်နိုင်တယ်ပေါင်3သိန်း2000လည်းဖြစ်နိုင်တယ်အဲ့လိုမျိုးလစာကိုအနည်းမြင့်တက်ကြတယ်လှုပ်ထားတယ်ဒါကကစားသမား performance ထွက်ရင်ထွက်သလောက်လောက်ခါစာတိုးပြီးမှဖြစ်လို့ကစားသမားဒဏ်ရာရရင်ရသလောက်လစာကိုရှော့ပြီးပေးမှပုံစံမျိုးအရှင်ရှုပ်သွားဖို့တော့ရှိရဆိုပြီးဖော်ပြထားပါဗောလေအဲ့တော့လက်ရှိချိန်မှာတော့နှစ်ဖက်စလုံးကတော့စာချုပ်တစ်သဘောတူညီမှုရဖို့အတွက်အခြေအနေကောင်းနေဆိုပြီးတော့ hand off အစီအစဉ်ရဖော်ပြသွားပါ ါတယ်အဲ့တော့တစ်ဖက်မှာလည်းဖီဘီဆူရိုမာနိုကိုပြောထားတဲ့ဒီ YouTube ကစကားတချို့ကလည်းတော်တော်လေးမိုက်တယ်ရိုမာနိုကဘာပြောထားလဲဆိုတော့ငါတော်မပါတီနဲ့ပတ်သက်ပြီးကြားတဲ့တဲ့တွေကတော်တော်လေးကောင်းတယ်အိုက်ဒါကစားသမားကိုအသင်းမှာဆက်ပြီးရှိနေစေချင်တယ်တော်မပါတီကဆက်ပြီးရှိနေမယ်ဆိုလို့ရှိရင်ဂျော်ဂျီညိုထွက်ခွာတော့ပြီမယ်လေ ဒီကစားသမားအသင်းရဲ့အဝတ်လည်ကမှာဩဘလာညောင်းတဲ့ကစားသမားတဦးဖြစ်တဲ့အတွက်တော်တော်လေးအားကိုးရမယ့်အနေအထားရှိတယ်။ဒီကစားသမားဘလောက်အရေးပါလဲဆိုတာကဏ္ဍတွေအားလုံးသိလို့ပဲဒီကစားသမားကိုအာဆီနိုကစာချုပ်စ်ထပ်မံချုပ်ဖို့အတွက်လည်းမျှော်လင့်နေတယ်။စာချုပ်စ်အရာသူတို့အားလုံးပြီးမြောက်နိုင်မှာဆိုတော့ငါတို့စောင့်ကြည့်ရမယ်။ဒါပေမဲ့လည်းဆွေးနွေးမှုတွေကအချိန်နဲ့အရန်ကောင်းတယ်လို့ကြားသိရပဲဆိုပြီးတော့ရိုမာနိုကဖော်ပြသွားတယ်။ရိုမာနိုပြောသွားတဲ့စကားလေးကကြည့်လိုက်မယ်ဆိုရင်တော့အိုက်ဒါပါတီနဲ့ပတ်သက်ပြီးအားကိုးတဲ့ဆက်ရှိနေစေခြင်းနဲ့အာဆီနိုရဲ့ဒီကစားသမားကိုဆက်ပြီးထိန်းထားခြင်းနဲ့ဆွေးနွေးမှုတွေကလည်းတော်တော်လေးအချိန်နဲ့ကောင်းနေပြီးတော့သတင်း ကောင်းနေကြားရဖို့ရှိရဆိုပြီးတော့ရိုမာနိုကယူကျူမှာပြောသွားခဲ့ပေါ့လေအဲ့တော့ဒီချက်လက်တွေကိုကြည့်တဲ့အခါမှာသောမတ်ပါတီရဲ့စာချုပ်ကဆွေးနွေးနေတယ်ဆိုပေမဲ့ပီးစည်းတဲ့လောက်နှီးပါတော့ဖြစ်လာပြီးပြောလို့ရတယ်ဘယ်နည်းအတီးပြူမလဲတော့မသိဘူးလောလောဆယ်တော့နံပါတ်၁ချက်ဒီကစားမကိုကာလာတို့ချုပ်မယ်။နံပါတ်2ချက်ဒီကစားမရဲ့လုံခလာစာကို performance ပြရင်ပြတယ်လို့တိုးပေးမယ်။စေးုံတက်ရင်တက်ရတဲ့လောက် short ပြီးသွားမယ်ဆိုရင်နေထား။နံပါတ်3ချက် ီကစားသမားရဲ့စာချုပ်တစ်အနေထားကတိတ်မကြခင်မှာပီစီသွားနိုင်တယ်ဆိုတဲ့အချက်ဒါတွေကိုတော့ကျွန်တော်နောက်ဆုံးတွေ့ရှိရပါတယ်။သောမက်ပါတီကတော့ဒီယာတီမှာ52ပွဲကစားထားတယ်။ချန်ပီယံလိမှာ72ပွဲ3946မိနစ်ကစားထားပြီးတော့လေးကိုအတွင်း၃လုံးဖိန်းထားတယ်။တိတ်ကဝန်းလို့ခေါ်တဲ့တဦးချင်းရှင်းထုတ်မှုတွေက114ကြိမ်ပြုလုပ်ထားပြီးတော့ဘောလုံးပေးပို့မှုတိကျမှုတရာဒီလုံးမှာ89ရာခိုင်နှုန်းတိရှိတယ်။တကယ်ကိုမှဒီလောက်ကောင်းတဲ့ performance ကိုဒါကတီကိုကနေပြီးတော့လက်ရှိ အာဆီနိုရောက်လာပြီးတဲ့ကအကောင်းဆုံးပြတာထားတဲ့ယာတီဆိုပြီးတော့ကြားသိရတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆီနိုသင်းကဒီယာတီပရီးမီးယားလိစုချင်းဝေပေါင်း189.8တသမ8သန်းထိရရှိထားပါတယ်ချန်ပီယံလိမှာလည်းစီမီဖိုင်နယ်ထိရောက်ခဲ့တာဖြစ်တဲ့အတွက်ပေါင်း69နံရရှိထားပါတယ်ဒါကြောင့်မို့စုစုပေါင်းစုချင်းဝေချန်ပီယံလိရောပရီးမီးယားလိရောပေါင်းလိုက်မယ်ဆိုရင်ပြိုင်ပွဲအရေးရမှာဆိုရင်ပေါင်း285သန်းထိအာဆီနိုတို့ကရရှိထားပါတယ် ဒီရာသီမှာပရီးမီးယားလိမှာအဆင့်နှစ်ရရှိခဲ့သလိုချန်ပီယံလိမှာလည်းစီးဖိုင်နယ်ထိရောက်ခဲ့တဲ့အာဆီနယ်တို့ကတော့အခြားပြိုင်ပွဲအရရက်တွေရစုကြီးငွေတွေရပေါင်းလိုက်မယ်ဆိုရင်တော့ဒီရာသီမှာ ပေါင်း189တန်းထိရရှိခဲ့ပါလေဒီနေရာမှာကျွန်တော်ညီကိုရေအနေနဲ့ဒါဒီနေရာမှာလာကြည့်ရတဲ့လူတွေအခြားအသင်းဖန်တွေရှိလို့ရှိရင်လည်းသိရအောင်တခါတည်းအခြားအသင်းတွေရဲ့စုကြည့်မှုပါတခါတည်းကျွန်တော်ပြောပြသွားလိုက်မယ်နော်လပါဘူးတင်းတော့ဒီယာတီမှာပရီးမီးယားလိမှာပေါင်း181.5တန်းရရှိတာတယ်အဆင့်နှစ်ကအာဆင်နယ်ကပေါင်း189.8တန်းအဆင့်3ကမန်ချက်စတာစီးတီးက181.5တန်းအဆင့်4ကချယ်ဆီကပေါင်း169.5တန်း အဆင့်5နီယူကာဆယ်ကပေါင်165.8တန်းအဆင့်6ကအစတွန်ဗီလာကပေါင်164.6တန်းနဲ့အဆင့်9ကနော်တန်ဖောရက်စ်ကတော့ပေါင်159.5တန်းအဆင့်10ကဘရိုက်တန်ကပေါင်149.6တန်းနဲ့အဆင့်9က ဘုံမော့စ်ကတော့ပေါင်148တမ6တန်းအဆင့်10က Brandford ကတော့ပေါင်143တန်းအဆင့်17က Crystal Palace ကတော့ပေါင်139တမ8တန်းနဲ့အဆင့်17ကတော့ Manchester United ကတော့ပေါင်139တမ5တန်းဒီနေရာမှာဘာကြောင့် Manchester United ကအဆင့်အပေါ်တက်လာလဲလို့မေးမယ်ဆိုရင်တော့ဒါကစူဂျေးလိုက်သူတို့ကအဆင့်ကိုပြန်ပြီးစီလိုက်တဲ့အတွက်ကြောင့်ပါအဆင့်73မှာရှိတဲ့ ဖူဟန်ကတော့ပေါင်136တသမ3တန်းနဲ့အဆင့်14မှာရှိတဲ့အဗာကတော့ပေါင်135တသမ2တန်းအဆင့်15ကဝက်ဆန်ယူနိုက်တက်ကတော့ပေါင်134တန်းနဲ့အဆင့်16ကတော်တန်ဟော့စပါတီကတော့ပေါင်တန်130တသမ4တန်းအဆင့်19ကဝူကတော့125တသမ8တန်းအဆင့်18ကလက်စတာစီကတော့136တသမ2တန်းနဲ့အဆင့်19ကတော့အစ်စ်တောင်းကတော့132တသမ6တန်းအဆင့်20ဆောက်တန်းကတော့ပေါင်တန်130တသမ ကိုတန်းတိရရှိထားပါတယ်။အဲဆိုတော့ဒီစရင်အရာဆိုလို့ရှိရင်တော့အာဆင်နယ်တို့ကအဆင့်နှစ်ရရဆိုရင်မဲ့စူဂျီရဆိုတော်တော်လေးမျိုးမြတ်ရထားတာစူဂျီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးတန့်ဗီဒီယိုတစ်ပုဒ်လုပ်ပေးထားပါမယ်အာဆင်နယ်သေးနဲ့ပတ်သက်ပြီးတော့ဗောလေအဲဆိုတော့ဒါတွေကတော့2024 25ဘောလုံးရာသီကိုနှုတ်ဆက်သွားခဲ့တဲ့ပရီးမီးယားလိအသင်းတွေရဲ့တရာသီလုံးစူးစမ်းအထောက်အမူရရရှိခဲ့တဲ့စူဂျီနဲ့ပတ်သက်ပြီးတော့ဖော်ပြသွားတာပါ ဒီ season လေးကိုဒီကဝန်ကြီးပောင်းပြီးတဲ့ show ဘလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆိုတော့ Viber phone number 3969 3969 63ကိုဆက်သွယ်ပြီးတော့မော်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iBack ကို Google Sport internet 53ဘစ်တူကိုဆော့မယ်ဆိုရင်တော့ application ရနေတဲ့စင်ဘလုံးပွဲတွေကိုကစားကြည့်လို့ဆိုရင်တော့အဲ့ဒီ show ဘလုံးမှာလာပြီးကစားဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းညီကိုတို့အာမခံပေးထားပါတယ်ကဲနောက်ဆုံးနေ့တစ်ပတ်ကတော့ဒါ PVC Roma တို့ဖော်ပြထားပါဗောလေ ဒါတော့အာဆင်နယ်တို့ရဲ့ကွင်းလယ်ခံစစ်ကောင်မှဂျော်ဂျီညိုကတော့တရားဝင်ထွက်ခွာပါပြီဖလာမင်ဂိုအသင်းနဲ့၃နှစ်စာချုပ်ချုပ်မယ်ကလပ်ဝေါ်ကတ်အမီဒီကစားမကဖလာမင်ဂိုနဲ့တွဲရောက်ပူးပေါင်းမယ်အသက်33နှစ်ရဲ့အီတလီသားတော့ထရန်စပါမားကတ်မှာယူရို၈တန်းတန်ကြီးရှိမယ်အာဆင်နယ်အသင်းဆက်နေအလွတ်နဲ့ထွက်ခွာတာဖြစ်တဲ့အတွက်အာဆင်နယ်တို့ကပြောင်းရွှေ့ရေးတပြားမှမရဘူးအဲဒါဂျော်ဂျီညိုကတော့အသင်းကိုနှုတ်ဆက်သွားတယ်ဗျကျွန်တော်အာဆင်နယ်ကိုရောက်ရှိလာတော့ကခန်းစားမိလိုက်တဲ့အရာတစ်ခုကဒီအသင်းဟာကလပ်အသင်းတစ်ခုတည်းမကဘဲမိသားစုစံနေတဲ့ ငါခြေချခဲ့တာဘာလားဆိုတဲ့အတွေးမျိုးတွေးစီမိခဲ့တယ်ဆိုပြီးသူကပြောသွားခဲ့တယ်။အချိန်ကာလအကြာကြီးမဖြတ်တန်းခဲ့ရပါမယ်ဒီအသင်းမှာရှိနေတဲ့အချိန်အသင်းပေါ်ရင်းနဲ့နီးပြတွေကိုကျေးဇူးတင်နေမှာပါ။တနေ့နေ့အခွင့်ကြုံခဲ့ရင်ဒီအသင်းအတွက်ဘယ်နေရာမှဆိုပါဝင်ဖို့အတွက်ကျွန်တော်ဆန္ဒရှိနေပါတယ်ဆိုပြီးတော့ဂျော်ဂျီညိုကအသင်းကိုနှုတ်ဆက်သွားခဲ့တယ်။သူပြောသွားတဲ့စကားလေးကြီးကြည့်လိုက်မယ်ဆိုရင်တော့အခြားအသင်းတွေကနေပြောင်းလိုက်မယ်ဒါကကလပ်အသင်းတစ်ခုဆိုတာမိသားစုတစ်ခုလုံးနွေးထွေးသူခံစားခဲ့ရတယ်။ ဒီအသင်းမှာအကြ ాయి မရှိခဲ့ဘူးဆိုရင်လည်းဒီအသင်းမှာရှိနေတဲ့အခိုက်အတန့်တွေမှာနောက်တစ်ချိန်ဒီအသင်းကိုပြန်လာခြင်းလောက်အောင်ထိနှွေးထွက်မှုတွေခံစားခဲ့ရဆိုပြီးတော့သူကပြောသွားခဲ့တယ်။တနေ့နေ့အခါခွင့်ကြုံလို့ရှင်ဒီအသင်းကိုပြန်လာခြင်းနဲ့ဆိုလိုချင်တာဗျာကစားသမားဖွဲ့မှုနီးပြဖွဲ့ရင်ပုံစံမျိုးနီးပြတယောက်အဖြစ်ပုံစံမျိုးပြန်လာခြင်းနဲ့ဆိုပြီးသူကပြောသွားခဲ့ရပါဘောလေအဲ့တော့ဂျော်ဂျင်ယူနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းမှတ်မှတ်ရရှိပါတယ်ကျွန်တော်တို့ဂျော်ဂျင်ယူနဲ့ပတ်သက်ပြီးအရန်လိုချင်ခဲ့တဲ့အချိန်ရှိတယ်အဲ့ဒါချယ်ဆီမှာတော့ဒီဘက်တော်တော်လေးကောင်းခဲ့တာ ဒါပေမဲ့ Chelsea နဲ့ Arsenal ပြောင်းလိုက်တဲ့အခါမှာတော့အော်အရန် squad အတက်ပဲခေါ်တာပဲဆိုပြီးကျွန်တော်တို့တိလိုက်တယ်တခုတော့ရှိအောင်ပါလေအတွေ့အကြုံရင်းကစားသမားတူ half time လောက်ကတော့ Arsenal တို့အားကိုးရမဆိုတဲ့အသိရှိရဲဒါပေမဲ့ဂျော်ဂျင်းယွန်ကျွန်တော်စီရောက်လာတဲ့အခါမှာ Chelsea ကအကောင်းဆုံးတွေကိုညှိယူပြီးသွားပြီဒါအမှန်တရားပဲအဲ့တော့ Chelsea အစ်တင်မှာဂျော်ဂျင်းယွန်ဒီ213ပွဲကစားခဲ့တယ်29ဂိုးသွင်း၈လုံးဖိုင်ထားတယ်အဝကတ်40အထိအပြခံထားရတယ်မိနစ်ပေါင်း16530ကျော်လောက်ထိကစားခဲ့တယ်နောက်တစ်သင်းကတော့နာပိုလီ ပွဲပေါင်း160ကစားထားတဲ့69သွင်း14လုံးဖန်တီးထားတဲ့အဝါကတ်33ကနဲ့အနီကတ် တကတ်မိနစ်ပေါင်း12000ကျော်ကစားခဲ့တယ်တတိယမြောက်အသင်းကတော့ဗီရိုနာမှာသူကစားခဲ့ရပါလေ66ပွဲ79သွင်း10လုံးဖန်တီးအဝါကတ်6ကနဲ့အနီကတ် တကတ်မိနစ်ပေါင်း8100ကျော်ကစားခဲ့တယ်နောက်တစ်သင်းကတော့ အာဆင်နယ်မှာကစားခဲ့တာဒီသူ့အတွက်၄သင်းမြောက်အများဆုံးကစားခဲ့တဲ့အသင်းလို့ပြောလို့ရတယ်။89ပဲကစားခဲ့တယ်။29သွင်း3လုံးဖန်ပြီးအဝါကက်9ကက်နဲ့မိနစ်ပေါင်း4100ကျော်ကစားခဲ့ပါတယ်။ဂျော်ဂျင်ယူနဲ့ပတ်သက်ရင်ကျွန်တော်မှမှတ်မှတ်ရတပွဲရှိတယ်။အစ်တာအက်စတွန်ဗီလာအသင်းဘက်ကိုသူကန်သွားခဲ့တဲ့ကိုကိုမာတီနက်ကနောက်ကျောတစ်ထိပြောင်းဝင်သွားခဲ့တဲ့ကိုပေါ့လေ။အဲ့ဒီကိုကတော့ဂျော်ဂျင်ယူနဲ့ပတ်သက်ရင်ကျွန်တော်ရဲ့အမှတ်တရအရှိဆုံးဂိုးပဲဖြစ်ပါတယ်။အဆုံးထိကြည့်တော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။